ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ຫນွေဦးသတင်းများကဏ္ဍမှကြေဆိုလိုက်ပါရစေ။ထိုင်းမြန်မာနယ်စပ်အနီးမြောက်ရီမြို့တောင်ဘက်ဝေါ်လေဒေသကတနင်္လာနေ့အမြသက်စခန်းကိုတင်းယူရမှာ120မမလက်နက်ကြီးတွေတင်းဆက်ရမိခဲ့တယ်လို့ KNU ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် မကသတင်းပါဒီနေ့မေလ29ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်မြန်မာစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ယာယီအစိုးရကြားတန်တမန်ရေးကျင်းပနေတဲ့သတင်းထိုင်းနယ်စပ်နာကစစ်ကောင်စီတပ်ရဲ့ရှေ့တန်းအမြောက်စခန်းကို KNU တန်းယူတဲ့သတင်းမုံရမန္တလေးလမ်းမှာပြတ်ခတ်မှုဖြစ်ပြီးကားစီးရေရာချီပိတ်မိတဲ့သတင်းတောင်တာမြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာရုံးတွေကိုတော်လှန်ရေးတပ်တွေဝင်ရောက်စီးနေတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် အာနာသဲမြန်မာစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရာယီအစိုးရတို့ကြားတန်တမန်ရေတဲမှနေပြီးရန်ကုန်မှာရှိတဲ့တန်ယုံကတန်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုမိုဟာမက်ယူနိုဦးဆောင်တဲ့ရာယီအစိုးရအဖွဲ့ကပြန်လည်ခေါ်ယူလိုက်တယ်လို့ဘင်္ဂလားဒေ့သတင်းဌာနကရေးသားထားပါတယ်။ရန်ကုန်အခြေစိုက်ဘင်္ဂလားဒေ့တန်ယုံကတန်မတ်ကြီးမွန်နိုဝါဟော့ပစန်ကိုမြန်မာနိုင်ငံကနေချက်ချင်းပြည်တော်ပြန်ဖို့ညွှန်ကြားထားတယ်ဆိုတာကိုဘင်္ဂလားဒေ့နိုင်ငံသားရေးဝန်ကြီးဌာနကမေလ28ရက်ကအတည်ပြုတယ်လို့ဘင်္ဂလား News 24သတင်းဌာနကဖော်ပြပါတယ်။ အခုမေလာဆန်းပိုင်းမှာလည်းရန်ကုန်တန်ယုံကစစ်တမ်းမှုဘုံမှုကြောင့်အပ်တာဟောက်ဆမ်ကိုလည်းမြို့တော်ဒါကစီပြန်လည်ခေါ်ယူထားတယ်လို့သိရပါတယ်။ဒါဟာဘင်္ဂလားဒေ့ယာယီအစိုးရကရခိုင်ပြည်နယ်တပင်းနယ်လုံးနီးပါးကိုတန်းယူထားတဲ့အရခတတော်အေအေနဲ့ဖြည့်တွေ့ဆက်ဆက်နေဆိုတဲ့သတင်းနဲ့ထွက်ပေါ်လာပြီးတဲ့နောက်မှာနေပြည်တော်နဲ့ဒါကကြားသတ္တမန်ဆက်ဆံရေးတင်းမာလာတယ်လို့သံတမန်ရင်းမြစ်တွေကဆိုပါတယ်။အေအေနဲ့ဖြည့်တွေ့ဆက်ဆံတာနဲ့ပတ်သက်ပြီးမြန်မာစစ်ကောင်စီကဘင်္ဂလားဒေ့ဘက်ကိုသံတမန်လမ်းကြောင်းကနေကန့်ကွက်ခဲ့ပြီးတဲ့နောက် ။ဘင်္ဂလားဒေ့ရှ်ကလည်းအခုလိုတုံ့ပြန်လာတာပါ။ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးခါလီလာရမန်ကဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်တစ်လျှောက်ကိုထိန်းချုပ်ထားတဲ့အေအေနဲ့ထိပ်တွေ့ဆက်ဆံဖို့လိုအပ်တယ်လို့လူသိရှင်ကြားထုတ်ပေါ်ပြောကြားထားခဲ့ပါတယ်။တန်မတ်ဂျီနဲ့စစ်တပ်မှုတို့ကိုပြန်ခေါ်တဲ့ကိစ္စဟာမြန်မာစစ်ကောင်စီဘက်ကနိုင်ငံတွင်းကနေထွက်ခွာသွားကြဖို့ကြေညာတာမဟုတ်ပဲမိမိတို့အစိုးရဘက်ကသာခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင်ယူနော့ကသူ့ရဲ့ X media အကောင့်မှာရေးသားထားပါတယ် ဒါကစီပြန်လည်ခေါ်ယူခံရတဲ့တာမတ်ကြီးမွန်နိုဝါဟော့ဆန်ဟာ2023ခုနှစ်မှာမြန်မာနိုင်ငံဆိုင်ရာတာမတ်ဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ထိုင်းမြန်မာနယ်စပ်အနီးမြောက်ရီမြို့တောင်ဘက်ဝေါ်လေဒေသကတနဲလေးအမြောက်သက်စခန်းကိုတင်းယူရမှာ120မမလက်နက်ကြီးတွေတင်းဆက်ရမိခဲ့တယ်လို့ KNU ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ကနဲလေးတပ်စခန်းဟာရှေ့တန်းအမှတ်315အမြောက်တပ်ရင်းရဲ့စခန်းဖြစ်ပြီးမေလ28ရက်ညပိုင်းမှာ KNU ကတင်းယူနိုင်ခဲ့တာပါ။ ဲ့ဒီအမြောက်တပ်ရင်းဌာနချုပ်ကတော့မွန်ပြည်နယ်စံပြစရက်မြို့မှာအခြေစိုက်ထားတယ်လို့သိရပါတယ်။ကနဲလေးစကန်တင်ပြီးတဲ့နောက်ထုတ်ပြန်လာတဲ့ KNU ရဲ့သတင်းထုတ်ပုံတွေရာ120မမအမြောက်နှစ်လက်အမြောက်ကြီးစံတွေလက်နက်ငယ်အလက်60ဝန်းကျင်တင်ဆက်ရမိထားတာကိုသိရပါတယ်။စကန်တိုင်းတိုက်ပွဲမှာ PDR တပ်ဖွဲ့ဝင်တွေလည်းပါဝင်တိုက်ခိုက်တယ်လို့ KNU ဗဟိုကအသိပေးထားပါတယ်။ KNU ရဲ့ထုတ်ပြန်ကြမှာတော့စစ်တုပ်ပန်းဖန်စီရရှိမှုနဲ့နှစ်ဖက်အကြဆုံးကိုတော့ထည့်သွင်းမဖော်ပြထားပါဘူး။ ကရင်စစ်ရဲသတင်းမြက်ကတော့ကနယ်လေးတပ်ဆန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်90ဝန်းကျင်ခိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအဲ့ဒီလက်နက်တွေကိုထားရစ်ပြီးထွက်ပြေးသွားတဲ့သဘောဖြစ်တယ်လို့ကရင်ညိုသတင်းမြက်ကဆိုပါတယ်တင်းဆက်ရမိရဲ့လက်နက်ငယ်ရဲတပ်ဟာကနယ်လေးတပ်ဆန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး90ဝန်းကျင်ရှိရဲလို့ခန့်မှန်းရပါတယ်မြောက်ရီမြို့တောင်ဘက်ဒေါ်နာတောင်တဲ့အရှိချံဝေါ်လီဒေသကငယ်ဆက်မြင်းတစ်ချောင်းမှာတပ်ဆွဲထားတဲ့ဝေါ်လီကနယ်လေးဘလတ်တို့ မော်ကီးနဲ့တေဘောဖို့တက်စကန်တွေကိုတင်းယူဖို့ KNU ကမေလာတတိယဘက်ကစတင်တိုက်ခိုက်နေတာဖြစ်ပြီးဗလက်တို့နဲ့ကနန်လေးစကန်ကိုရရှိထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ KNU တမဟာ6စီရေလှှရှားရနေနေမြောက်ရီမျိုးတောင်ဘက်ကျန်ဝေါ်လီဒေသမှာစစ်ကောင်စီတပ်ရဲ့အရေးပါတဲ့တက်စကန်တွေအနေနဲ့ဝေါ်လီပြူဟာတေဘောဖို့ဝေါ်မီထားဥပရိထမော်ကီးတက်စကန်တွေကြန့်ရှိနေသေးတယ်လို့သိရပါရဲ့ရှင်။မုံရမန္တလေးလမ်းပိုင်းမှာဒီနေ့ပြက်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရရာချီပဲမိနေတယ်လို့ဒေသခံတွေကပြောပြပါတယ်။သခိုင်းမြို့နယ်အတွင်းမုံရမန္တလေးလမ်းပိုင်းတနေရာမှာပြက်ခတ်မှုဖြစ်ပွားနေလို့တန်တလူတိုးကိတ်မှာမန္တလေးဘက်ကလာတဲ့ကားတွေရာချီပဲမိနေတယ်လို့သိရပါတယ်။ဒီနေ့လမ်းကအခြေအနေမကောင်းဘူး။ပြက်ခတ်မှုဖြစ်ထားလို့ဖြတ်သွားလို့မရဘူးလို့ဒေသခံတို့ကပြောပြပါတယ်။ကားတွေကိုအစီးရအနှဲငယ်စီဖွဲလွတ်ပေးနေပြီးနေ့လယ်ပိုင်းအထိရင်ကြောတွေပိတ်နေတယ်လို့ခရီးသွားလာနေသူတို့ချို့ကပြောပြပါတယ်။ဒီနေ့မနက်10:00ခန့်က မော်ရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခခထွက်လာတဲ့စစ်ကောင်စီရင်တန်းရှစ်စီဟာသခိုင်းမြို့မှာရှိတဲ့တပ်မ33ဌာနချုပ်တွေကိုဝင်ရောက်သွားတာကိုသိရပါတယ်။မော်ရမန္တလေးလမ်းမကြီးပေါ်စစ်ကောင်စီရင်တန်းဖြတ်တန်းသွားလာတိုင်းလမ်းပိုင်းနေရာအချို့မှာပြစ်ခတ်မှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့ကစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားရဲ့ဌာနဆိုင်ရာရုံးတွေကိုဒီနေ့နေခမ်းပိုင်းမှာဒေသပြင်တော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။တောင်သာမြို့ပေါ်မှာရှိတဲ့မြေစင်းရုံး အခွန်ဦးစီးဌာနနဲ့အမှတ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးတို့ကိုစီးနင်းခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မနေ့ကလည်းတောင်သာမြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ရေးတန်းမာနေတယ်လို့တောင်သာမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တို့ကပြောပြပါတယ်။မေလ19ရက်ကလည်းဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကတောင်သာမြို့ပေါ်မင်္ဂလာဦးကဲကိုဝင်ရောက်စီးနင်းခဲ့တာရှိပါတယ်။အခုဖြစ်စဉ်မတိုင်ခင်ကမေလ15ရက်ကနေ19ရက်ထိတောင်သာမြို့နယ်ပဝင်းနဲ့မြင်းချန်ခရိုင်တဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆဲထားရနေရာတွေကိုကြပြိုင်တဲ့ဝင်ရောက်တက်ခိုက်ခဲ့ကြပါသေးရဲ့ရှင်။ ပြပစင်ရဲ့နောက်ဆုံးရညနေခင်းဒီရက်ရက်တွေပေါ်ဆက်ဆက်ပြီးသွားကြတာဖြစ်ပါရဲ့။